င်မစီးပွားရေးပြန်လည်ကောင်းမွန်ဖို့အခက်အခဲအတားအဆီးတွေရှိနေစေလို့ကမ္ဘာပံကဒီဇင်ဘာ9ရက်မနေ့ကထုတ်ပြန်ပါတယ်။ပြည်တွင်းဝယ်လိုအားယွန်းနေမှုအလုံသမားရှားပါမှုနဲ့လျှက်စစ်တပ်အားမကြာခဏပြတ်တောက်တာတွေကစီးပွားရေးမျှော်မှန်းချက်အလားအလာကိုအတားအဆီးဖြစ်စေတယ်လို့ဆိုပါတယ်။မြန်မာနိုင်ငံမှာစီးပွားရေးပြန်လည်နလန်ထလာတဲ့လက္ခဏာတွေကိုတွေ့ရတာဟာအားတက်စရာဆိုပေမဲ့ပြည်တွင်းပြည်ပခနဲ့လုံခြုံရေးအခြေအနေလျှက်စစ်တပ်အားပြတ်တောက်မှုအတားအဆီးများစွာနဲ့ဆက်လက်ရင်ဆိုင်နေရတယ်လို့ ထိုင်းမြန်မာဆိုင်ရာကမ္ဘာပံဒေတာဆိုင်ရာဒါရိုက်တာမီလင်ဒါဂွတ်ကပြောပါရယ်ငွေကြေးဖောင်းပွားမှုရောကြလာပေမဲ့ကုန်စည်နှုန်းတွေမြင့်တက်နေစေဖြစ်လို့အိမ်တော်စုတွေအနေနဲ့ဝင်ငွေထွက်ငွေနဲ့ငွေကြေးသုံးစွဲမှုခက်ခက်ခဲခဲဖြစ်ရှိနေရစေလို့အတည်ပြုထားပါရယ်ပြီးခဲ့တဲ့အော်တိုဘာလမှာစီးပွားရေးလုပ်ငန်းတွေရဲ့ကုန်ထုတ်လုပ်လဲပတ်မှုစွမ်းအားကဧပြီလကနေရှင်ရင်မြင့်မားလာခဲ့ပြီးကျပ်ငွေကလည်းတစ်နှစ်တာပြန်လည်မြင့်တက်လာတာလို့ထုတ်ပြန်ကြမှာဖော်ပြထားပါရယ် ဒါပေမဲ့ငွေကြေးဖောင်းပွားမှုကတော့20ရာခိုင်နှုန်းအထက်ရှိနေမှာဖြစ်တဲ့အတွက်လူလူရဲ့အခြေခံစရိတ်စကားတွေပိုမိုဖိအားဖြစ်စေလိမ့်မယ်လို့ကမ္ဘာ့ဘဏ်ရဲ့အစီရင်ခံစာကဆိုပါတယ်။ဒါပြင်လာမယ့်ဘဏ္ဍာနှစ်မှာမြန်မာနိုင်ငံရဲ့လုံငွေပြမှုက GDP ရဲ့900ရာခိုင်နှုန်းအထက်ရှိနေမှာဖြစ်ပြီးပြည်သူ့ကြွေးမိက GDP ရဲ့60ရာခိုင်နှုန်းအထက်ရှိနေမယ်လို့အတည်ပြုပါတယ်။ပြီးခဲ့တဲ့ဂျွန်လကကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် UNDP ရဲ့စစ်တမ်းအရာတော့ စီးပွားရေးမြို့တော်ရန်ကုန်မြို့မှာဆင်းရဲနွမ်းပါနှုံတိုးလာပြီးလူဦးရေ10ယောက်မှာ4ယောက်ကျော်ကဆင်းရဲနွမ်းပါနေတယ်လို့ဆိုထားပါတယ်စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းငွေလဲနှုံတံပိုးကျတာနဲ့အထွေထွေကုန်စည်နှုံမြင့်တက်လာတာတွေကအခြေခံလူထုရဲ့နေစဉ်အကျပ်အသေးကိုပိုပြီးဆိုးရွားလာစေပါရှင့်